အော်တိုဘာလာ၁၀ရက်နေ့ကနော်ဝေနိုင်ငံအော့စလိုမြို့မှာပေးအပ်ချင်းမြင့်ခဲ့တဲ့2025နိုဘယ်ငြိမ်းချမ်းရေးဆုကို အများတင်သလိုအမေရိကန်သမ္မတဒေါ်နယ်ထရန့်မရရှိပဲဗင်နီဇွဲလာကဒီမိုကရေစီသူရဲကောင်းမာရီယာကော်ရီနာ မာချာတို့ရရှိသွားခဲ့ပါတယ်ဒေါ်နယ်ထရန့်ဟာသူ့ရဲ့သမ္မတဒုတိယတပ်တန်း၉လအတွင်းမှာ အိန္ဒိယပါကစ္စတန် ထိုင်းကမ္ဘောဒီးယားကာလာတို့စစ်ပွဲတွေအပါအဝင်စစ်ပွဲရှိခုကိုငြိမ်းချမ်းရေးအကျိုးဆောင်ဖြစ်ကြားဝင်ဆောင်ရွက်ညှိနှိုင်းပေးခဲ့တဲ့အတွက်မိမိထက်ငြိမ်းချမ်းရေးပိုဆွမ်းဆောင်နိုင်သူမရှိနိုင်လို့စုပေးပွဲမတိုင်ခင်ကြေညာခဲ့ပါသေးတယ်။နိုဘယ်ဆုအတွက်၅ဦးပါကော်မတီကပြီးခဲ့တဲ့အော်တိုဘာလ6ရက်နေ့ကလေးကငြိမ်းချမ်းရေးဆုရှင်ကိုရွေးချယ်ထားပြီးဖြစ်တဲ့အတွက်ထရန့်ရဲ့ဂါဇာငြိမ်းချမ်းရေးအတွက်ကြိုးပမ်းအောင်မြင်မှုဟာဒီဆုံးဖြတ်မှုမှာမပါဝင်နိုင်ခဲ့ပါဘူး။ အမေရိကန်သမ္မတများတမိုင်းမှာဒေါ်နယ်ထရန့်က9ရောက်မြောက်နိုဘယ်ငြိမ်းချမ်းရေးဆုရှင်အဖြစ်မှတ်တမ်းဝင်လိုတယ်လို့ဝန်ခံပြောဆိုထားပေမဲ့ဗင်နီဇွဲလားမှာစစ်အာဏာရှင်စနစ်ကနေဒီမိုကရေစီစနစ်ကိုကူးပြောင်းနိုင်ဖို့အစွမ်းကုန်ပေးဆက်လှုပ်ဆောင်နေတဲ့မာရီယာကော်ရီနာမာချာဒိုကိုနိုဘယ်ဆုပေးရလိုက်တယ်လို့ကြေညာသွားခဲ့ပါတယ်။ထရန့်ဟာရုရှားရဲ့ယူကရိန်းကျူးကျော်စစ်ပေါ်တားဆီးနိုင်မှုမရှိသေးတာနိုင်ငံတကာငြိမ်းချမ်းရေးနဲ့တာယာဝါပြောရေးအတွက် အထက်ကအထောက်ပံ့တွေကိုဖြတ်တောက်လိုက်ခြင်းကမ္ဘာ့ကျန်းမာရေးအဖွဲ့ UNHCR ပါလက်စတိုင်းရမုံငွေအဖွဲ့ UNRWA တို့အားထောက်ပံ့မှုရက်စဲလိုက်ခြင်း ICJ နဲ့ ICC ကဲ့သို့သောနိုင်ငံတကာတရားစီရင်ရုံးများကို မျက်ကွယ်ပြုခြင်းဂါဇာမှာအစ္စရေးကလူမျိုးတုံးဘုံကျဲတိုက်ခိုက်နေမှုကိုဝင်ရောက်တားဆီးခြင်းမပြုတာတွေကြောင့်ဘလို့မှငြိမ်းချမ်းရေးနိုဘယ်ဆုမရနိုင်လို့တုံ့တက်ကြတဲ့အတိုင်းတကယ်ဖြစ်လာခဲ့ခြင်းဖြစ်ပါတယ်